ဗြမစာရီဆိုတာမြတ်သောအချင်းကိုချက်တယ်ဗြမစရိယတိခါဘုက္ခုထိမ့်သိမ်းဆောင်ရှောက်ကြတယ်အာမြဘာယောအဲ့လိုလှုပ်ပြီးတရားဓမ္မနဲ့ပျော်မွေ့ပြီးတော့နေလိုက်ကြဘုသူကောင်းမှုတွေလှုပ်ပြီးတော့နေလိုက်ကြတာအနှစ်နှစ်တောင်းနဲ့နေဓမ္မတို့သူတို့လှုပ်ခဲ့တာအနှစ်နှစ်တောင်းပြည့်တဲ့အခါကျတော့ဒီလိုပဲဘဝတစ်ခုမှာဘလောက်ပဲအသက်ရှည်ရှည်နောက်ဆုံးကြတော့အဆုံးသတ်ရတာပဲလေ ဘဝရဲ့ဏီကုံဆုံးရောက်သွားပြန်တဲ့အခါကျတော့တဘဝပြောင်းကြပြန်ခုနလိုပဲအဲ့ဒီလူဘဝဆုံးသတ်တဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်ရောက်တယ်တဲ့ဒီကုံဗဒကုံတလားလောင်းနေရအမျိုးသမီးတွေအဲ့လိုနတ်ပြည်တွေမှာကောင်းရံသုတိဘုံတွေမှာဆင်းဆဲမဲ့ပြန်ရောက်ပြီးတော့ဘဝခရီးကိုဆက်ပြီးတော့ရှောက်လိုက်တာဂေါရမမြတ်စွာဘုရားလက်ထက်တစ်ခါပြန်ပြီးတော့သူ့ရဲ့ပါရမီဘဝဟောလာကြတယ် အခုကသဗ္ဗဗျာလက်ထက်မှာကောမာရီဗြဟ္မစရိယအကျင့်နဲ့ကျင့်နေတာဒါပါရမီဘဝပဲပေါ့တမန်ဘဝမဟုတ်ဘူးရတော့ကျင့်ကျင့်နေပါရမီဘဝပဲဘောရမမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါကျတော့ရာဇဂျူပြည်မှာသစ္စုစာအလွန်ကြွယ်ဝတဲ့တထေးကြီးရဲ့တဥရီသောသမီးလေးလာဖြစ်ပြန်တယ်ရှင်လေသူလှုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့် လူတွေတန်းနေဒါကြောင့်မို့လို့တထေးအိမ်ကလူလာဖြစ်တယ်တထေးသမီးဖြစ်တယ်ဘဝဆိုတာလူတွေမှာတယောခြင်းနဲ့ပြောင်းလောင်ခြင်းကလွတ်တယ်ဆိုတာခါရှာရှာဘဝရဲ့လောကဓာတ်ခံရတာဒါကြောင့်ခံရတာလူတွေရဲ့စိတ်နေစိတ်ထားပတ်ဝန်းကျင်နေထားကြောင့်ခံဒီမျိုးသမီးလေးကပါရမီဘဝရင့်တန်လာလင့်ကစား တထေသမီးဆိုတော့အိန္ဒိယထုံးစံမယ်အရွယ်လေးရောက်လာတာနဲ့တည်းတည်းမိဘတွေကကြက်ကြက်တဲတဲထိမ့်သိမ့်ဆောင်ချောက်တယ်အိမ်အောင်မစင်ရဘူးအိမ်ပေါ်မှာနေတယ်ကြားဘူးကြပါလိမ့်မယ်ဘုံ90တင်ထားတယ်ဆိုတာလေအဲ့ဒါလို့ခုနှစ်ထပ်တိုက်ကြီးအပေါ်တက်မှထားလာအဲ့ဒီတော့ခုနှစ်ထပ်ပဲရန်ကုန်မှာအခုထပ်40လို့ပြောလို့တော့ရှိတယ်အဲ့ဒါလို့ခုနှစ်ထပ်တိုက် ဘုံ90မှာထားပြီးတော့မိဘတွေကအပြင်အထွက်မခံအောက်အသွားမခံအမျိုးသမီးငယ်တို့ရဲ့ဘဝအရွယ်ရောက်လာပြီဆိုလို့ရှိရင်စိတ်လှုပ်ရှားတာတို့စိတ်ကစားတာတို့ဆိုဘဝကပြီးတဲ့အတိတွေဒါတွေကိုတော့ဘယ်မှမလွန်ဆန်နိုင်ဘူးပေါ့နော်ဘဝရဲ့အတွေ့အကြုံတွေရသူတို့ရဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်လာတဲ့ဟောအရွယ်ရောက်လာပြီဆို ဩော်ဒီတထေသမီးလေးကလည်းပဲမိဘတွေကဘလောက်ကြကြတဲတဲဆောင်းရှောင်းဆောင်းရှောင်းလေးသားပြူရင်းပေါက်ကနေကိုကြည့်ကြည့်ကြည့်ချီတာလူဆိုတာကိုကြိုက်တာတွေ့သွားရင်မလွယ်ဘူးเนาะအဲ့ဒါလို့ပါရမီရင့်တန်နေတဲ့ပါရမီရှင်မဖြစ်တော်လဲသူဘာတော့တွေ့တော့လို့ဆိုအေးရာဇကျုပ်ပြီမှာရာဇောသားတယောက် တော့ရာဇဝင်ရာဇဝင်ကြီးဆိုတော့ဗိမိသာရမင်းကြီးအုပ်ချုပ်နေတာပဲဗိမိသာရမင်းကြီးဆိုတော့သောတာပန်ပဲသောတာပန်အုပ်ချုပ်ပြီမဲ့လို့ခုနကရာဇဝသားကိုရာဇဝသားပြစ်ဒဏ်ပေးရတာကတော့ရှိတာပဲเนาะဘုရင်ကြီးကိုယ်တိုင်ကတော့တတ်ခိုင်းတာတော့မဟုတ်ဘူးပေါ့တတ်ခိုင်းတယ်သူ့မှာသေစေလိုတဲ့စိတ်တော့မရှိဘူးသောတာပန်ဖြစ်တဲ့သို့သောဘုရင်ကိစ္စဆိုတာသူဆုံးဖြတ်ပြန် ေးရာဇောသားတွေသူဆိုင်ရဆိုင်ရဥရိတိုင်းစီမံဒါပဲပြောဗေမိသရမင်းကြီးကဒီသောတပန်ဘယင်ကြီးစိတ်မိတ်ပေးတာလေးကိုကြည့်သောတပန်ဘယင်ကြီးစိတ်မိတ်ပေးတဲ့စကားလေးပဲကြည့်ပါတခါတော့ကဝိမိသရရဲ့အင်္ဂမကရဆိုတဲ့တိုင်းကြီးနှစ်တိုင်းဒီနိုင်ငံတော်အတွင်းမှာ တိုင်းစုံပြိပနေဇတ်ဒေတာတွေမှာပေါ့တဘုံတွေထတာတဘုံတွေထတော့ကကြတော့ဒီသတင်းတွေမင်းကြီးစီအစင်ခန်းတယ်စင်ခန်းတော့ဘင်းကဘာပြောတော့ဆိုအေးတဘုံတွေထတယ်ဆိုလို့ရှိရင်လူတွေကဟိုပြေးရဒီပြေးရဟိုပုံးရဒီပုံးရမဖြစ်ဘူးလားတိုင်းပြည်မှာလှုပ်လှုပ်ရရဖြစ်တဲ့အခါကျတော့သူကဘယင်ကအမိန်ထုတ်တယ် စိမဲ့ဆိုင်ရာအမကြီးတွေအရင်ကလို့သွားပြီးတော့နှုံယုံစိတ်ချပြီးတော့ကြီးပွားတိုးတက်အောင်ဆောင်ရွက်ကြလို့ခိုင်းတာသူခိုင်းတာအကောင်းဘက်ပဲခိုင်းတာတိုးတော့စိမဲ့ဆိုင်ရာအမကြီးတွေကဘလို့နားလဲတော့ဆိုအေးတတ်ရမယ်ပုဂ္ဂိုလ်တတ်အောင်တပုံနေဓမြတွေဆိုဖမ်းမယ်တတ်မယ်ပေါ့ဟုတ်လားနေနေမယ်ဖမ်းမယ်ထောင်ချမယ်တတ်မယ်ဖြတ်မယ် ော်ဒါလူလူစင်တခုပဲဒါဒါပေမဲ့ဘယင်ကြီးကဟိမင်းတို့သွားဖမ်းသတ်ဒီလိုတော့အမိတ်မချဘူးသူကတော့တော်တယ်ပစ္စန္တံဗနေအုတ်စီနထာနေဇတိတာရီစီပင်အောင်သွားလှုပ်ချကွာလို့ခိုင်းလိုက်တာပဲဒါမှသူခိုင်းတာစီပင်အောင်လှုပ်ခိုင်းတာသူကအစီပင်အောင်လှုပ်ကုန်လုံနီးတယ်တော့သူမပြောဘူးပေါ့နော်အေးဒါကြောင့်မို့လို့အေးရာဇောသားဆိုရင်မင်းတို့ရာဇောသားဥပရိ တိုင်းဆောင်ရွက်ကြဒီတိုင်းပြည်မှာရာဇဝသားတွေလက်ဒီအေးချမ်းချမ်းပြည်သူတွေအေးချမ်းချမ်းနေထိုင်ရအောင်စီမံကြခါပြောမှာပဲသူကအဲ့လိုစီမံကြလို့ပြောတဲ့အခါကျတော့ခိုးဆိုးတိုက်ခိုက်နေတဲ့ရာဇဝသားတယောက်လက်ပြန်ကြိုးတုတ်ပြီးတော့တည်ရန်ပေးမှာပေါ့အဲ့ခက်ကထုံးတာတိုင်း အဲ့ဒီရာဇဝသားတယောက်ကိုဖမ်းပြီးတော့လာတာကိုခொနာတထေသမီးကသူ့အိမ်လေးသားပြင်းကလှမ်းကြည့်ညင်ရတယ်ခொနထဆိုတိတ်မမြင်ဘူးဆိုညင်ရတယ်ပေါ့ကောင်းကောင်းသူ့အိမ်သားကဖြတ်သွားတာနော်သူ့စိတ်ထဲမှာတနာတဲ့စိတ်ဝင်ရုံနဲ့မကဘူးကျင်နာတဲ့စိတ်ဝင်သွားဝင်တဲ့အခါကျတော့သူ့အဖေကိုပြောတယ်ဒီတခိုးကယ်တင်ပေးပါဘာဆိုပြီးတော့ သူနဲ့မှမပေါင်းဖက်ရလို့ရှိရင်သူသေးပါလိမ့်မယ်လို့ပြောတာအဲ့တော့မိဘဆိုတာလည်းသာသမီကိုအမြဲတမ်းချစ်တာပါချစ်တဲ့အခါကျတော့သမီးဆန္ဒမလွန်နိုင်လို့တထေးကြီးကဝေးတထောင်ပေးပြီးတော့ညာဆိုတာအလဲအလဲလှုပ်လိုက်တာဖြစ်ဖြစ်ပါလိမ့်မယ်เนาะအစားထိုးလိုက်တာဖြစ်လိမ့်မယ်အဲ့ဒီသခိုးကိုတိတ်တဆိတ်လဲပြီးတော့ယူလိုက်ပြီးတော့သမီး စိတ်ချမ်းသာပါစေဆိုပြီးတော့အဲ့ဒီတခိုးကိုအဲ့ဒါသမီးဆန္ဒအတိုင်းသမီးစီပို့ပေးတာဒါလူရဲ့စိတ်ဟာအမတန်မှဆန်းကျက်တယ်သို့တော့ဒီတခိုးကိုမြင်းမြင်းချင်းဘာဖြစ်လို့ဒီလိုဖြစ်တယ်လဲဆိုတော့ဘဝကအကြောင်းတော့ရှိတယ်အတိတ်ဘဝတုန်းကအိမ်အောင်ဖက်ခဲ့တဲ့ပုံကိုလည်းဖြစ်နိုင်တာသို့တော်ဒီနေရာမှာအဲ့ဒီဇာလန်းအကြောင်းကိုအထူးမပြောတော့ဘူးခွန်း ဒါမျိုးကလူတွေမှာတစ်ခါတလေကိုယ့်ကိုစဉ်းစားကြည့်တစ်ခါမှမမြင်ဘူးပဲနဲ့မြင်မြင်ချင်းခင်မင်သွားတဲ့ပုံကိုရှိတယ်ခါမှမတွေ့ဘူးပဲနဲ့မြင်မြင်ချင်းမုန်းသွားတာလည်းရှိတာအဲ့ဒါဟာနောက်ကျောင်းတော့ရှိတာကိုမသိတဲ့အကြောင်းတရားတွေအဲ့ဒါမျိုးကြတော့ unknown cause လို့ပြောတာ unknown cause ကိုမဖော်ထုတ်နိုင်ဘူး အကြောင်းမရှိဘူးပြောတာမဟုတ်ဘူး cosmless လို့ပြောတာမဟုတ်ဘူး unknown cause အကြောင်းကိုမသိဘူးအကြောင်းတော့ရှိတယ်အဲ့ဒီတထေသမီးလေးဟာလည်းအဲ့ဒီလိုစိတ်လှုပ်ရှားပြီးတော့ဒီရာဇောသားကိုမှသူကတဏ္ဍဆွဲဖြစ်သွားတာမြင်ုံလေးနဲ့တဏ္ဍဆွဲဖြစ်သွားတော့မိဘတွေကအရာလလျော့ပြီးစီမံပေးရတယ်အေးတထေသမီးလေးက ဒီရာဇောသားလူโซကြီးကိုချက်လိုက်တာမပြောနဲ့ဒါချက်အဲ့လိုနေရင်ကနေဒီလူကြီးကလည်းရာဇောသားကလည်းဒီတထေသမီးကိုတတ်ပြီးတော့ဒီပစ္စည်းဥစ္စာတွေကဘယ်လိုယူရပါမလဲဒါပဲတွေးနေကြည်လူဆိုတာတော့တော်တော်ခက်တယ်ဝါသနာချင်းကမတူဘူးဟိုလူကတခိုးဆိုတာကသူကပစ္စည်းပဲကြည့်မှာပဲဒီပြမကြည့်ဘူးလေလူတတ်ပြီးပစ္စည်းယူဖို့ပဲဒါပဲကြည့်နေသူက ဘယ်တော့မှငါဒီတက်ပြီးတော့သူယရနာပစ္စည်းတွေယူရပါမလဲဘယ်တော့မှအခွင့်အရေးရပါမလဲဒါပဲတွေးနေသူကအတော့အံ့ဩစရာကောင်းတဲ့လူရဲ့စိတ်ဟာဘယ်ဘဝကပန်းလာတဲ့အနုတ္တိယဓာတ်တွေဆိုတာတော့မသိဘူးပေါ့တခိုးဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲဒါပါရမီလို့တော့မခေါ်ရဘူးပေါ့သူ့ရဲ့ဇယိုက်ဆိုးဟာ ခုမှပေါ်လာတာတော့မဟုတ်ဘူးဒီဇယိုက်ဆိုးဟာ အတော်ကိုဟိုအခြေခံကောင်းကောင်းနဲ့အတိုက်အအောင်နဲ့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ပဲပြောရမှာပါ